မိမိရဲ့လက်တပွားစာလက်ချောင်းနဲ့လက်မတွေမပါလက်တပွားစာအထုနဲ့ဗျက်ရှိတဲ့အသားပမာဏဟာ85 g အလေးချိန်နဲ့ညီမျှပါတယ်။ကြွသားတည်ဆောက်နေတဲ့သူရဲ့အနေနဲ့တစ်နှစ်တာလိုအပ်တဲ့ပရိုတင်းပမာဏရဖို့အတွက်အသားဘလောက်ပမာဏစားရမလဲဆိုတာလေးကိုဒီဗီဒီယိုလေးမှာလက်တွေ့ကျကျလေးရှင်းပြပေးပါမယ်။အားလုံးသိထားပြီးသားဖြစ်တဲ့ကိုယ့်ရဲ့ body weight အလေးချိန် kg ကိုနှစ်နဲ့မြောက်ရလာတဲ့ကဏ္ဍအတိုင်းပရိုတင်းပမာဏကိုစားတော့ကြပါတယ်။ဥပမာဆိုပါလို့ 85 kg အလေးချိန်ရှိတဲ့သူတယောက်ဆိုရင်သူတနေ့တာစားရမယ့်ပရိုတင်းပမာဏ150 gram နီးပါးပတ်ချာလဲရှိပါမယ်။ဒါပေမဲ့တကယ်တမ်းမှာတော့အဲ့ဒီပရိုတင်းပမာဏရရှိဖို့အတွက်ကျွန်တော်တို့အသားဘလောက်ပမာဏစားရမလဲဆိုတာကိုတော့လူတော်တော်များများမသိကြပါဘူး။ချက်ပြုတ်ပြီးသားကြက်ရင်ပုံသား100 gram မှာကျွန်တော်တို့ပရိုတင်းပမာဏ30 gram နီးပါးရရှိမှာဖြစ်ပါတယ်။မိတ်ဆွေတို့အိမ်မှာအခုလိုမျိုးပြထားတဲ့ food scale အစားအသောက်ချိန်နဲ့ဆက်လေးရှိတယ်ဆိုရင်တစ်ပတ်လောက်ချိန်ပြီးတော့စားတော့ကြည့်ပါ။ နောက်ပိုင်းမှာအမြင်ကြည့်အောင်နဲ့ကိုစားတောင်းနေတဲ့အသားပမာဏဘလောက်အလေးချိန်ရှိရဲဆိုတာခံမှန်းလာနိုင်ပါလိမ့်မယ်ဆိုတော့ပရိုတင်း30ဂရမ်ရဖို့ကျွန်တော်တို့ကကြက်ရင်ပုံသား100ဂရမ်စားပေးရမယ်ဆိုရင်စောနာလူအတွက်ပရိုတင်း150ဂရမ်ရဖို့ဆိုရင်သူတစ်နေ့လုံးမှာကြက်ရင်ပုံသား900ဂရမ်ဒီပါကိုစားတောင်းရမှာဖြစ်ပါတယ်အခုပြထားတဲ့ပုံရဲ့ငါးစားကိုတစ်နေ့တာမှာစားတောင်းရမှာဖြစ်ပါတယ် အကယ်၍များမိတ်ဆွေရဲ့အိမ်မှာ grand chain နဲ့ဆက်လေးမရှိဘူးဆိုရင်လည်းစိတ်ညစ်မနေပါနဲ့ကျွန်တော်အနည်းဆက်ဆုံးခံမှန်းလို့ရမယ့်နီးလန်းလေးကိုပြောပြပေးပါမယ်မိမိရဲ့လက်တပွားစာလက်ချောင်းနဲ့လက်မတွေမပါလက်တပွားစာအထူနဲ့ဗျက်ရှိတဲ့အသားပမာဏဟာ85 gram အလေးချိန်နဲ့ညီမျှပါတယ်အဲ့ဒီပမာဏကိုစားတော့တယ်ဆိုရင်ကျွန်တော်တို့ကပရိုတင်းပမာဏ26 gram ပရိုတင်းကိုရရှိမှာဖြစ်ပါတယ်။ဆိုတော့ဆွမ်းနာ150 gram ပရိုတင်းလိုအပ်နေတဲ့သူတယောက်အတွက်ဆိုရင်ကျွန်တော်တို့သူ့ရဲ့လက်တပွားစာ 6ခုစာ လောက်အသားပမာဏကိုစားသောက်ရမှာဖြစ်ပါတယ်။အဲ့တော့မိတ်ဆွေရဲ့အိမ်မှာ grand chain နဲ့ဆက်လေးမရှိဘူးဆိုလဲမိမိရဲ့လက်တပွားစာဘယ်နှခုစာလောက်အသားပမာဏစားရမလဲဆိုတာကိုကိုယ့်အကူတွက်ချက်ကြည့်လို့ရပါတယ်။အခုပြထားတဲ့ဇာတ်ကတော့ချက်ပြုတ်ပြီးသားအသားတွေဖြစ်တဲ့ကြက်သား၊ဝတ်သား၊အမဲသား၊ပစွန်ငါဆယ်မွန်100ဂရမ်မှာပါဝင်တဲ့အနည်းဆက်ဆုံးပရိုတင်းပမာဏတွေပဲဖြစ်ပါတယ်။အားလုံးအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။မိတ်ဆွေတို့ရောမိမိရဲ့လက်တဖွားစာဘယ်နှခုစာလောက် အသားပမာဏကိုနေ့စဉ်စားတောက်နေလဲဆိုတော့အောက်ကကွန်မန့်မှာရေးသွားခဲ့ပါအောင်ခင်ဗျဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ဒေါက်တာအောင်မဖြစ်ပါတယ်ဟာရဆိုင်ရာထူးဖြူဆရာဝန်တယောက်ဖြစ်သလို Sport Nutrition Specialist တယောက်လည်းဖြစ်ပါတယ်ဗျနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်ကျေးဇူးပါ